အားသာဝါလာရှင်ညီကောင်မောင်များအလုံးပဲမင်္ဂလာနေ့လေးခင်ပါခင်ဗျာအပြောင်းရွှေ့သတင်းတွေမပါဝင်မဲ့ဝမ်းသာစရာနေ့လေးခင်သတင်းလေးပုတ် ပထမဆုံးတင်တဲ့ပုဂ္ဂိုလ်တော့ဖီဗီဆိုရိုမာနိုဖော်ပြထားတဲ့ဘူကာအိုဆာကာတရင်းနဲ့ပဲကျွန်တော်စလိုက်အောင်အာဆင်နယ်တင်းရဲ့တက်ရှိဆုံးမှာအရေးအပါဆုံးနဲ့ပြန်လာဖို့ပိအိတ်တက်ဒီအားလုံးအမျော်လင့်ဆုံးဘူကာအိုဆာကာတော့လာမယ့်တပတ်အတွင်းမှာပဲအသင်းနဲ့ fully training ပြန်ပြီးဆင်းနိုင်နိုင်မယ်ဆိုပြီးတော့ရိုမာနိုကအတည်ပြုသွားခဲ့ပါတယ်။သူကလည်းနီးပြမီခီအိုင်တာရဲ့အင်တာဗျူးကစကားတချို့ကိုကိုးကားပြီးပြန်ပြီးတင်ထားခဲ့တာ။ အာရီတာကဗာပြောထားလဲဆိုတော့နောက်တစ်ပတ်ထဲမှာအသင်းလိုက်လေ့ကျင့်ရေး training မှာဘူကောစာကာနီနဲ့ပြင်ပြီးပူးပေါင်းလာဖို့ရှိတယ်။လောလောဆယ်မှာဘူကောစာကာနီနဲ့အပေါ်စားလေ့ကျင့်ခန်းတချို့ individual training တချို့လုပ်နေပေမဲ့လာမယ့်တစ်ပတ်အတွင်းမှာအသင်းနဲ့ fully training ပြင်ပြီးလုပ်နိုင်တဲ့ခါကျရင်အဲ့ဒီအသင်းလိုက်လေ့ကျင့်ခန်း training တွေကပြင်းထန်တာဖြစ်တဲ့အတွက်စာကာရဲ့အခြေအနေကိုစောင့်ကြည့်ပြီးတော့လာမယ့်ပွဲစဉ်မှာသုံးသင့်မသုံးသင့်သုံးသက်သွားမယ်ဆိုပြီးတော့ဒါ idea ကဖော်ပြသွားပါဘောလေ။အဲ့ဆို လက်ရှိချိန်မှာအာရီဒါကတော့ training မလုပ်ဘူးမဟုတ်လုပ်နေတယ်။ဒါပေမဲ့တဦးချင်း training နဲ့အပေါ်စားလက်ကျင်ငယ်ပဲလုပ်နေ။အသင်းလိုက်ဒီမောင်းနှင်မှုကောင်းကောင်းနဲ့ high pressing လုပ်တာမျိုးတွေပြီးတော့ပြင်းပြင်းထန်ထန်ကန်ချက်လေ့ကျင့်တာမျိုးတွေပြီးတော့အသင်းလိုက်ဒီပြီးလွှားတာမျိုးတွေနဲ့ကြမ်းတမ်းတဲ့ဖြတ်ထုတ်မှုတွေကိုဘယ်လောက်ထိခံနိုင်ရှိလဲဆိုတာကိုစမ်းသပ်ပြီးတော့မှဖူဟန်တဲ့ပွဲစဉ်တွေ Real Madrid နဲ့ Champion League ပွဲစဉ်တွေမှာအသုံးပြုဖို့ရှေ့ဆိုပြီး Aida ကဒီလိုမျိုးဖြည့်သွားခဲ့တဲ့ပုံစံမျိုးပေါ့လေအဲ့တော့ Transfer Market မှာတော့ယူတန်း150တန်ကြီးရှိတယ် April အစဖူအန်နဲ့ပွဲစဉ်မှာပြန်ပါနိုင်ဖို့တော်တော်လေးနှီးစက်နေပြီးတော့အခုအချိန်မှာဒါလာမယ့်တစ်ပတ်အတွင်းမှာစပြီး training ဆင်းနိုင်မယ်ဆိုရင်အဲ့ဒီ fully training မှာလည်းအားလုံးက recommend ပေးပြီးတော့ positive ဖြစ်တဲ့ဆိုလို့ရှိရင်လာမယ့် Premier League ပွဲစဉ်နဲ့ Champions League ပွဲစဉ်တွေမှာတော့စကားကိုကျွန်တော်တို့မျက်ခင်းစိမ့်ထမှာပြင်ပြီးမြင်တွေ့ရဖို့ရှိရပါလိမ့်။ဒါတော့သတင်းကောင်းပါပဲ။23ရက်ရဲ့ဘူကာအိုစာကတော့ဒီဇင်ဘာလ22ရက်နေ့တုန်းက Crystal Palace ကိုတကူ9ခုနဲ့နိုင်တဲ့ပွဲစဉ်မှာ injury ရသွားခဲ့တာဖြစ်ပြီးတော့ဒဏ်ရာပါခွဲစိတ်ခဲ့တာဖြစ်တဲ့အတွက် 3လကျော်ကျော်လောက်နားနေခဲ့တယ်လို့ပြောလို့ရတယ်ဗောလေအဲလက်ရှိဒီကစားသမားကတော့ဒီရာသီမှာ24ဝက်ပဲကစားထားပြီးမယ်အာဆင်နယ်အတွက်ကိုကိုသွင်းပြီးတော့73လုံးဖိုင်ထားပါတယ်အဝါကပ်3ချိန်ထိထားပြီးမယ်လေအသင်းရဲ့တက်စင်မှာအချိုးပြမှုကစားသမားအခုဒန်ရရနေကစားသမားကာလာရှိကစားသမားတွေမှာဆိုတိုမီယာစုရှိတယ်ဂျေစုရှိတယ်ခိုင်ဘက်ရှိတယ်စကာရှိတယ်အဲ့ဒီကစားသမား၄ယောက်ထဲမှာကြိုက်တဲ့အာဆင်နယ်ဖန်ဟောင်းဘေးဘသူ့ကိုအရေးဆုံးပြန်လာစေချင်တဲ့ဆိုရင်ဘူကောက်စကာပဲ စာကနီးတူဟာဘက်ကိုချစ်ကြတယ်ဆိုပေမဲ့ဟာဘက်နီးတူဂျေဆုကိုချစ်ကြတယ်ဆိုပေမဲ့လက်ရှိအာဆင်နယ်ရဲ့တက်စစ်ဆုံးအတွက် impact အမြင့်ဆုံးနဲ့ twin goal ဖန်တီးမှုတွေအများနဲ့မျှော်လင့်နိုင်တာကဘူကောင်စာကဆိုတဲ့အင်္ဂလန်သားစီကအဲဆိုတော့လာမယ့် Real Madrid နဲ့ Champions League နှစ်ကြော့စလုံး April လတွင်ပွဲစဉ်တို့တော့ Saka ပြန်ပါဖို့ရာခိုင်နှုန်းများနေပါပြီ။အဲတော့ Saka နေနဲ့ Diadi ကသူ့ကစားသမားဘွားတခြားမှာဆိုအများဆုံးနားရယာတိလို့ပြောလို့ရတယ်။ Injury history တွေကိုနောက်ဆုံး9ရာသီမှာကျွန်တော်ပြန်ပြီးလေ့လာထားတဲ့အခါမှာ 20 21ရာသီရဲ့2019 2020ရာသီရဲ့အဲ့ဒီနှစ်ရာသီမှာ73ရက်စီပဲနားထားရတယ်။ injury ကြောင့်2021 2022ဘောလုံးရာသီမှာတော့6ရက်နားထားရတယ်။မနစ်ကဆိုရင်တော့36ရက်နားထားပြီးတော့ဒီရာသီမှာတော့124ရက်ထိနားထားရတယ်။24ပွဲလွဲချော့ခဲ့ပြီးပြီ။ဒုတိယမြောက်ဝမ်းသာစရာသတင်းတစ်ပုဒ်ကတော့ဒါဖီဗီဆူရိုမန်နိုက ပြောထားတာဗောလေသူကတော့ Real Madrid အသင်းနေတဲ့လာမယ့်ရာသီဒါမှမဟုတ်အခြားရာသီတွေမှာ William Saliba ကိုကမ္ဘာဈေးကြီးဆုံးပြောင်းရွှေ့ခြင်းနဲ့ကမ်းလန်းလာခဲ့ပြီဆိုရင်တော့မဝီလျံဆာလီဘာကအာဆင်နယ်ကထွက်ဖို့မရှိသလိုအာဆင်နယ်ကလည်းဝီလျံဆာလီဘာကို not for sale ဖြစ်သတ်မှတ်ထားရဆိုပြီးတော့ဖေဘီဆိုရိုမာနိုကဖော်ပြွားသွားပါတယ်။ရိုမာနိုရဲ့ဖော်ပြချက်အရဆိုရင်ဝီလျံဆာလီဘာကအာဆင်နယ်မှာပဲကျင်းနေဆက်ရှိမှာဖြစ်ပြီးတော့သူ့ရဲ့စာချုပ်သက်တမ်းကုန်ငါနီးရင်တော့မှအာဆင်နယ်လည်းပဲသက်တမ်းတိုးနိုင်ရှေ့ဆိုတဲ့ပုံစံမျိုးတွေဝိုက်ပြီးပြောသွားတယ်။ ဒီနေရာမှာဝီလန်ဆာလီဘာရဲ့ကြံငဲ့တဲ့ဂျပိုင်တော်အင်တာဗျူးရဲ့စကားတချို့မှာဆိုရင်အာဆင်နယ်နဲ့ဆူဖလာတွေမရယူနိုင်သေးပဲနဲ့ထွက်ခွာသွားမှာမဟုတ်ဘူးသူကပြောသွားတယ်။ဒါသူ့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းဆူဖလာတခုခုမယူနိုင်ပဲထွက်ခွာသွားတဲ့ခါကျရင်အာဆင်နယ်ဖန်တွေကသူ့လိုကစားသမားတူကိုမေသွားမှာပဲဆိုတဲ့သဘောမျိုးသူကတက်ရောက်တဲ့ပုံစံမျိုးပြောတာဖြစ်တဲ့အတွက်ဆူဖလာတခုခုအာဆင်နယ်မှာစုခိုးပြီးတက်သေးပြားကြီးပါပဲအခြားအသင်းကိုပျောက်သွားဖို့အတွက်သူတွေးထားဆိုပြီးတော့ဒါအင်တာဗျူးချို့မှာပြောတာပေါ့လေ။အဲဆို Transfer Market မှာ EUR 80တန်ကြီးရှိတဲ့တကယ်ကဘာဆင့် ခန်စစ်ကစားမတူကိုအာဆင်နယ်ကတော့ကာလရှိထပ်မံပိုင်ဆိုင်သွားဖို့များနေပါပြီ။တရင်လိုက်မုတ်ဆိုးရိုမာနိုကိုယ်တိုင်အတီးပြူထားဖြစ်တဲ့အတွက်ရီယယ်မက်ဒရီကလည်းအခြား option တွေများစွာရှိလို့သူတို့ရဲ့ဒီခန်စစ်ပိုင်းမှာလည်းကစားသမားကောင်းတွေရှိရဖြစ်တဲ့အတွက်အလော်တကြီးဆာလီဘာကိုခေါ်ဖို့မရှိဘူး။ဒါပေမဲ့ဆာလီဘာကိုလာပြီးကန့်လန့်မယ်ဆိုရင်တော့မှဆာလီဘာခေါင်းကျိအောင်မှအကဲခေါင်းကျိနေဆိုတော့မှအာဆင်နယ်ကစာချုပ်လက်ချက်အနေထားပေါ်မူတည်ပြီးရောင်းကျိအောင်မှဒီအခြေအနေရှိရဖြစ်တဲ့အတွက်ရိုမာနိုရဲ့ပေါ်ပြထားချက်ရဆိုလို့ရှိရင်တော့ အာဆီနယ်တို့ကဆာလီဘာနဲ့ပတ်သက်ပြီးလုံးဝရောင်းချောက်မှုရှိဆိုပြီးတော့ဒါဖော်ပြထားရပါလေတပတ်ကိုပေါင်3900ရရှိနေတဲ့23နှစ်ရဲ့ပြင်သစ်သားတော့အာဆီနယ်တို့က2030ခုနှစ်တိစာချုပ်သက်တမ်းတိုးဖို့ဆန္ဒရှိနေပြီးတော့အကဲကြီးချုပ်ဖြစ်မယ်ဆိုရင်တချို့ report တွေအားဆိုရင်တော့တပတ်ကိုပေါင်2သိန်းခွဲထိပေးချေသွားဖို့ရှိတယ်ဒီထက်လည်းအများကြီးများသွားနိုင်တယ်ဒါသည်အသင်းရဲ့တက်တက်မြောက်လောက်ခလာစားမြန်မာလုံးကစားသမားဖြစ် ပေးချေဖို့ရှိနေပါတယ်လောလောဆယ်တော့အာဆီနယ်တင်းရဲ့ခုနှစ်ယောက်မြောက်လောက်ခလာတာအပြင်ပါသုံးဖြစ်ဆာလီဘာကိုကျွန်တော်တို့ကတော့တပတ်ပေါင်းတသိန်းကိုးဆောင်ပေးချေထားပါတယ်အဲ့တော့ဒီရာသီ38ပွဲမှာ38ပွဲထိပွဲထက်ကစားထားပြီးတော့နှစ်ကိုးသွင်းထားတဲ့ဝီလျံဆာလီဘာကတော့အာဆီနယ်နဲ့နှစ်ရှည်ဆက်ရှိသွားဖို့တရားရဂနုံးနီးပါးကျင်းတည်နေပါပြီ။ ။မနေ့ကတော့ Lewis Kelly အင်္ဂလန်အသင်းမှာလူ့ရင်းအသင်းမှာရွေးချယ်ခံတဲ့ချိန်မှာ Wanderley လို့ဒီအသက်အရွယ်မတိမ်မီခြေစွမ်းပြလည်းမတိမ်မီကစားသမားတူဦးကြံခဲ့တဲ့အတွက်ကျွန်တော်တို့လည်းနည်းနည်းလေးတော့စိတ်ထဲတော့ဟိုတနာမိရပါလေ။အမှန်ကဲသူလည်းရွေးချယ်ခံရသင့်ပါတယ်။ဒါပေမဲ့ဘာကြောင့်မရွေးချယ်လဲဆိုတော့ Lewis Kelly ကတော့ပိုပြီး high performance ပြသနိုင်ခဲ့တယ်ပြောလို့ရတယ်။သူ့ရဲ့ zone နေရာမှာပေါ့လေ။ခိုင်စစ် level ချမ်းတနေရာမှာ။ဒါပေမဲ့ Ethan Wayne နဲ့ပတ်သက်ပြီးဝမ်းသာစရာကောင်းတဲ့တည်င်းက သူ့အနေနဲ့အင်္ဂလန် U 21မှာပထမဆုံးအကြိမ်ဖြစ်ဆင့်ခေါ်ခံလိုက်ရပါပြီဒါရွေးချယ်ခံလိုက်ရပေါ့လေအရင်တော့ကတော့ဒီ2024ခုနှစ်အတွင်းမှာတော့သူကအင်္ဂလန် U 16မှာကန်ခဲ့တာကိုဝဲမှာ69သူနာခဲ့တယ်အဲ့ဒီမတိုင်ခင်2020-2024ဘောလုံးရာသီမှာအင်္ဂလန် U 16မှာကစားခဲ့တယ်28ဘွဲမှာ15ခုသွင်းခဲ့တယ်အဲ့ဒီအရှိမှာတော့2022ခုနှစ်တုန်းကတော့အင်္ဂလန် U 16မှာ 6ပွဲမှာတကူးသွင်းပြီးတော့ဒါခြေစွမ်းပြခဲ့တယ်ဗောလေအဲ့ဒါသူ့အနေနဲ့ U16 U19 U19 အခုဆို U21 ရောက်လာခဲ့ပြီးအများမကြတော့တဲ့ကာလမှာအရှိကသူ့ရဲ့နောင်တော် Louis Kelly ရဲ့နောက်ကိုလိုက်ပြီးတော့အင်္ဂလန်လက်ရွေးစင်တီးမှာယူချစ်ခံမှုများနေပါတယ်။ဘာလို့နောင်တော်လို့ပြောလဲဆိုတော့လူးစ်ကယ်လီကအသက်16နှစ်၊သူက18နှစ်။ဒါပေမဲ့အီတန်ဝန်နယ်ဒီကလာမယ့်20ရက်နေ့ဆိုရင်တော့အသက်16နှစ်ပြည့်တော့မှာပါ။ ဒီရာသီ28ပွဲမှာ12ပွဲပွဲထပ်ထားတယ်၊ရှစ်ဂိုးသွင်းပြီးတော့တလုံးဖိုင်းထားပါတယ်။ Louis Kelly ကတော့ဒါ Thomas Tuchel ရဲ့အင်္ဂလန်လက်ရွေးစင်အသင်းမှာရောက်သွားပြီဖြစ်ပြီးတော့22ရက်နေ့နဲ့25ရက်နေ့မှာကံမဲ့အင်္ဂလန်အသင်းရဲ့ပွဲစဉ်တွေမှာအရန်ဖြစ်လာပွဲထွက်ဖြစ်လာပေါင်ဝင်ရမှာကျွန်တော်တို့စောင့်ကြည့်သွားမှာပါ။လက်ပတ်တနေရာမှာခြေစွမ်းကောင်းတွေပြသနေပြီးတော့အနာဂတ်အာတီတာရဲ့ဒီယန်ရိုးမှာလည်းပြောင်းလဲသုံးသွားဖို့ရှေ့ဆွဲစကားတချို့ကြောင့် လူးစကယ်လီကိုကျွန်တော်တို့ကွင်းလက်စားမတူဦးဖြစ်နာကတ်မှာမြင်တွေ့ရဖို့ရှိနိုင်တယ်ဗောလေအဲ့တော့လက်ရှိအချိန်မှာအာဆင်စင်တာဝန်ရှိသူတွေကလူးစကယ်လီကိုအီတန်ဝန်ကြီးရောနှစ်ယောက်စလုံးကိုတက်တန်းတိုးဖို့လုပ်နေပြီးတော့ဒီနှစ်ယောက်စလုံးတက်တန်းတိုးဖို့ကိစ္စကစိုးရင်စရာမရှိဘူးအချိန်တိုင်ရင် official signing တခုလုပ်သွားလိမ့်မယ်ဆိုပြီးရိုမာနိုကိုယ်တိုင်ကလည်းအတီးပြူထားပါတယ် ဒီ season လေးကိုဒီကဝင်ကြီးပောင်းပြီးတဲ့ show ball လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber phone number တူညာကို6016635 3ညဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေမှာဖြစ်လို့ဝင်ပုံဝင်ချက်ရှိမှဘောလုံးပွဲကိုလောင်းမှာဘောလုံးပွဲကိုလုံးဝမလောင်းတော့ဆိုလို့ YouTube မှာကိုထုတ်ပေါ်ရှုရိုက်ချပြီးကျွန်တော်အားပြုလို့ရပါတယ် Viber coach ကို sport အနေနဲ့ငါးသလုံးမိတူကိုလည်းကစားလို့ရနေပါပြီဘောလုံးပွဲကိုလောင်းမယ်ဆိုတော့အဲ့မှာလာပြီးလောင်းဖို့ကျွန်တော်ကအကြံပြုချင်ပါတယ်အခုဆိုလဲကျွန်တော်လက်တွဲထားတဲ့ကိုဆိုင်ကအာဆင်နယ်နဲ့ Chelsea ပွဲမှာချက် ်ချယ်ဆီကိုအာဆင်နယ်တင်ရတာအနိုင်ရခဲ့မယ်ဆိုရင်၁၀သိန်းတိတိလှူဒန်းဖို့ကျွန်တော်ကိုလာပြီးကန်လန့်ထားတာရှိပါတယ်အဲ့ဆိုအာဆင်နယ်သားချယ်ဆီကိုအနိုင်ရခဲ့မယ်ဆိုရင်တော့သူကအဲ့၁၀သိန်းကိုအာဆင်နယ်ဖန်တွေပြောတဲ့တနေရာကိုစုပေါင်းဒါနဖြင့်လှူပေးဖို့အတွက်ငွေသားပံ့ပိုးပေးမယ်ဆိုပြီးကျွန်တော်ပြောထားတာရှိပါတယ်အားလုံးပဲကိုဘမလှူခြင်းလဲဆိုတာ Let's Football Page က post တစ်ခုရဲ့အောက်မှာသွားပြီးတော့ကြည့်တာထားလို့ရပါတယ်ကျွန်တော် post တင်ထားရှိပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဒါ1000သတင်းတစ်ပုဒ်ပေါ့လေအဲ့ဒါကတော့ Arsenal Woman အာဆင်နယ်မျိုးသမီးအသင်းကတော့ဒါမနက်ခင်းစောမှာကန်သွားခဲ့တဲ့ Women Super League ပွဲစဉ်မှာတော့ Everton တင်းကို2-3ကိုနဲ့အဝေးကွင်းမှာဂိုးပြတ်နိုင်ခဲ့ပါတယ်ပထမအကြော့မှာတော့တည်ရီချခဲ့ပေမဲ့ဒီဒုတိယအကြော့အမှတ်ပေးပွဲစဉ်မှာတော့2-3ကိုနဲ့နိုင်ခဲ့ပါတယ်ဒီပွဲစဉ်မှာတော့မမရူဆိုက2-3ကိုသွင်းပြီးတော့ဒါအုံကိုအဖြစ်တကူရခဲ့တာဖြစ်တဲ့အတွက်တစ်ဖက်ကလည်း Everton ကတကူနဲ့စုစုပေါင်းတကူ3ခုနဲ့ကျွန်တော်ကိုးပြတ်နိုင်ခဲ့တယ်ဗောလေဒီနိုင်ပွဲကြောင့်ပဲပွဲစဉ်16ပွဲကံပြည့်အချိန်မှာ အဆင့်နှစ်နေရာနေပြီးတော့36မှတ်နဲ့အဆင့်1ကချယ်ဆီရဲ့အောက်10မှတ်အကွာနေပြီးတော့ကျွန်တော်တို့ဖိအားပေးနေပါတယ်အဆင့်3မှာတော့ Manchester United အဆင့်4မှာတော့ Manchester City ရှိရပါလေဒါကတော့ Women Super League နဲ့ပတ်သက်ပြီးအမှတ်ပေးစရာဒါနဲ့အပြိုင်ပွဲ Arsenal United ကလည်းနိုင်ပွဲတွေရခဲ့တယ် သူကလည်းအေဗာတန်ကိုအဝေးကွင်းမှာနိုင်ခဲ့တာတကူနှစ်ကိုးဆိုရလက်တဲ့အဲ့ဒါကတော့အာဆင်နယ်အမျိုးသားအသင်းကြီးမှာမကြာခဏအရင်မှမြင်တွေ့ခဲ့ရတဲ့ဘတ်လာအိုရီဒီဂျီလို့ခေါ်တဲ့တိုက်စစ်ကစားသမားလေးကနှစ်ကိုးသွင်းသွားခဲ့တာကျွန်တော်အဲ့ဒါပြောချင်တာကျန်ခဲ့တဲ့ PSV အသင်းနဲ့ပွဲစဉ်မှာဗျာလူငယ်ကစားသမားတွေသိရမလားပထမကြောင်မှာလည်းတကူခုနှစ်ကိုးနဲ့နိုင်ထားပြီးပြီဒီပွဲစဉ်မှာကျွန်တော်၄ငါးကိုးရှုံးလေပြဿနာမရှိဘူး၁၀မိနစ်လောက်တော့ ဘတ်လာအိုဒီဂျီတို့လိုကစားသမားလေးတွေခါပီယာတို့လိုကစားသမားမျိုးတွေနောက်ပြီးတော့ဆပ်ဖိုးလိုလိုမျိုးဂိုးသမားလေးတွေတော့စမ်းသုံးသွားသင့်တယ်ဒါပေမဲ့လုံးဝမသုံးခဲ့ဘူးအဲ့တော့စီနီယာလည်းပဲကစားသမားတွေတော်များ ਉਹ ပဲအရန်နေနဲ့တွဲပြီးသုံးရတာတွေ့ရပေါ့လေအဲ့တော့ဘတ်လာအိုဒီကြီးကတော့နှွေးမှာထွက်ခွာမဲ့လို့လည်းရေပန်းဆားတယ်လောလောဆယ်တော့ပရီးမီးယားလိတူးမှာတော့ဒီကစားသမားတီအခုနောက်ဆုံးပွဲမှာနှစ်ကိုသွင်းယူပေးထားပါတယ်ပရီးမီးယားလိတူးမှာတော့အာဆင်နယ်ယူနိုက်တက်ကတော့ရလဒ်တီစိုးနေပြလို့ရတယ်အဆင့်အားဖြင့်ဆိုရင် ိုးမှာရောက်နေတယ်။သူတို့ကစုစုပေါင်း၁၁ပွဲကံပြီးတဲ့အချိန်မှာကိုးပွဲနိုင်နှစ်ပွဲတည်ရင်နဲ့၆ပွဲတိတိရှုံးထားတယ်။၂၉မှာပဲစုဆောင်ထားနိုင်ခဲ့ပြီးတော့အဆင့်၉နေရာမှာရှိတယ်။အဆင့်၁ကမန်ချက်စတာစီးတီး53မှတ်နဲ့ရှိမယ်ဆိုရင်တော့ချန်ပီယံဖြစ်ဖို့တော်တော်ကြီးအလန်းကွာဝူသွားပြီပြောလို့ရတယ်။ဒီသတင်းနဲ့အပြိုင်ပါပဲလွန်ခဲ့တဲ့၃ရက်တုန်းကကန်ခဲ့တဲ့အာဆင်နယ်ယူ၁၈ကလည်း ချက်စီသင်းကို2-3-3ဆိုရလိုက်တဲ့အနိုင်ကန်နိုင်ခဲ့ပါတယ်။ဒါကြောင့်မလို့အာဆင်နယ်အမျိုးသားအသင်းကြီးက PSV နဲ့တည်ကြတဲ့ပွဲစဉ်ကလွှဲရင်အမျိုးသမီးအသင်းကလည်း Everton ကိုနိုင်တယ်၊ United ကလည်း Everton ကိုနိုင်တယ်၊ U18 ကလည်းချက်စီကို2-3-3နဲ့နိုင်ပါတယ်။ကဲအဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်။ညနေခင်းသတင်းမလုပ်တော့ဘူးဗျာ။ကျွန်တော်ဒီညနေကိုနားလိုက်ဦးမယ်။ဒီသတင်းတွေရတဲ့ဒါစုံတလောက်ဖြစ်သွားပြီတော့ပါ။မနက်ဖြန်ပြန်ကြလို့ရှိရင်တော့အပြောင်းအချုပ်တွေတိတ်မထွေတော့ချက်စီးပွဲအတွက်ပွဲကြိုး preview လေးတင်ထားပြီးပါမယ်